စိတ်ဆင်းရဲမှုကိုအချိန်ကကုစားပေးမှာပါ။ကဘာပေါ်မှာအပျော်ရွှင်ဆုံးဆိုတဲ့လူတော်မှအမြဲတမ်းပြုံးနေတတ်ပါဘူး။သူ့မှာလည်းစိတ်တကြနေတဲ့အချိန်၊ပြဿနာတွေနဲ့ကြုံတွေ့နေရတဲ့အချိန်၊စိတ်ငြိမ်းရတဲ့အချိန်တွေရှိပါရဲ့။ပျော်ရွှင်သူနဲ့မပျော်ရွှင်သူတွေရဲ့ကွာခြားချက်ကသူတို့ဟာဘယ်နှခါစိတ်တကြရဲ့၊ဘယ်နှချိန်စိတ်ငြိမ်းကြရဲ့ဆိုတာတွေမဟုတ်ပါဘူး။သူတို့ဟာစိတ်ထဲကြရင်ဘာလို့ကြတယ်လဲဆိုတာတွေမှာကြွားထားတာပါလူတော်တော်များများမှာအခုလိုအကျင့်ရှိတတ်ကြပါရဲ့ သူတို့ဟာစိတ်တကြစရာစိတ်ပျက်စရာရင်းနဲ့ကြုံတွေ့ရတဲ့အခါမှာအဲ့ဒါကိုဖြေရှင်းဖို့အခုလိုကြိုးစားကြရယ်။ငါတို့လောက်တာဘာများမှားသားလို့လဲ။ဒီအမားကိုဘယ်သူလုပ်လိုက်တာလဲ။ဘယ်နေရာမှာမှားသွားတာလဲ။မှားတာကိုငါတို့ဘာလို့စောစောမသိကြတာလဲ။စသဖြင့်အမျိုးမျိုးစဉ်းစားပြီးအဖြေရှာတတ်ကြရယ်။ဒါပေမဲ့ခက်တာကသူတို့ဟာစဉ်းစားပြီးအဖြေကိုရှာလေလေအဖြေမတွေ့ဘဲအခြေအနေတွေဟာပုံဆိုးလာတတ်ပါရဲ့။ အခြေအနေပိုဆိုးလာရဲဆိုတာစိတ်ညစ်စရာစိတ်ပြစ်စရာခေါင်းချိုးစရာတွေပိုဖြစ်လာတာကိုပြောတာပါ။ဘာကြောင့်ခုလိုဖြစ်ရတာလဲ။တကယ်တော့သူတို့ဟာပြဿနာကိုဖြေရှင်းဖို့စူးစမ်းနေကြတာမဟုတ်ပဲသူတို့ရဲ့စိတ်ညစ်စိတ်ပြစ်တဲ့ခံစားချက်ကိုဖြေရှင်းဖို့စူးစမ်းနေကြလို့သာဖြစ်ပါရဲ့။အဲ့ဒါကိုရှင်းပြချင်ပါရဲ့။စိတ်ငြိမ်းချမ်းမီတည်နေအေးဆေးသူတွေကိုကြည့်လိုက်ပါ။သူတို့ဟာစိတ်ပျော်နေချိန်မှာဖြစ်ပျက်နေတာတွေကိုကျေးဇူးတင်နေကြတယ်။ နောက်ပြီးသူတို့ဟာစိတ်ပျော်ရွှင်မှုနဲ့စိတ်ဆင်းရဲမှုဆိုတာအမြဲတမ်းမတည့်ရှိမနေပဲပေါ်လာလိုက်ပျောက်သွားလိုက်ဆိုတဲ့သဘောကိုနားလည်လက်ခံထားကြတယ်။ဒါကြောင့်သူတို့ဟာစိတ်ပျော်နေချိန်မှာစိတ်ဆင်းရဲမှုနဲ့ကြုံတွေ့နေရမယ့်အခြေရောက်လာမယ်ဆိုတာသိပြီးအဲ့ဒီအတွက်ပြင်ဆင်ထားကြတယ်။စိတ်ဆင်းရဲမှုနဲ့ကြုံလာရင်သူတို့ဘာလုပ်ကြကြလဲ။သူတို့ဟာအဲ့ဒီခံစားချက်တွေကိုစိုးရိမ်တကြီးနဲ့တွန်းလှန်တိုက်ခိုက်ကြမယ်အစာ အဲ့ဒီခံစားချက်တွေဟာချက်ရှိမခံဘူးအချိန်နဲ့တူပြတ်ကွက်သားကြမယ်ဆိုတာကိုသိနေလို့အဲ့ဒီခံစားချက်တွေကိုကြည်ကျင်းနဲ့လက်ခံထားကြတယ်သူတို့အဲ့ဒီလုံလုံလိုက်တဲ့အတွက်စိတ်ညစ်စရာစိတ်ဆင်းရဲစရာတွေကိုပြင်းပြင်းထန်ထန်မခံစားရတော့ပါဘူးတကယ်တည်းတယောက်ဟာအမြဲလိုလိုပျော်ရွှင်နေရကိုတွေ့နေရတယ်ကျွန်တော်ကသူ့ကိုစိတ်ညစ်တာစိတ်ဆင်းရဲတာမဖြစ်ဘူးလားလို့မေးကြည့်လိုက်တယ်သူကအခုလိုပြန်ဖြေပါရဲ့စင်ကြီးစီအစီအစီရဲ့ဇာရည်နဲ့ကြုံလာရင်အထွေအထူးမခံစားမိပါဘူးတဲ့။ဘာကြောင့်လဲဆိုတော့ သူဟာစိတ်ညစ်စိတ်ဆင်းရဲစရာတွေနဲ့မကြာခဏကြုံတွေ့နေလို့ရှင်းသားရနေပါပြီတဲ့ပြီးတော့အဲ့အရာတွေကိုအချိန်ကကုစားပြမှမို့မကြခင်လူမြောက်ပြောက်ကွယ်သွားမယ်ဆိုတာသူသိနေတယ်တဲ့သူ့အတွက်အဲ့ဒီစိတ်ညစ်စရာစိတ်ဆင်းရဲစရာတွေဟာအတရေပွဲလေးတွေပါအရင်မကြည့်ပါဘူးတဲ့ဝင်းရှင်လည်းနောက်တစ်ခါစိတ်ညစ်စိတ်ဆင်းရဲစရာတွေနဲ့ကြုံလာရင်အဲ့အရာတွေကိုအပြင်းထန်တွန်းလှန်ဖို့ကြိုးစားတာမျိုးကိုမလုပ်ပဲလုံးတင်တာကိုစိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီးလုပ်ပါ ဒါဆိုရင်နေလုံးကြီးဟာညနေဆောင်မှာတဖြည်းဖြည်းပြောက်ကွယ်သွားမှာဖြစ်တယ်လို့စစ်စင်းရဲမှုဟာလည်းမကြခင်မှာရော့ပါပြောက်ကွယ်သွားမယ်ဆိုတာအသေးစားပါပဲအားလုံးပဲအစဉ်တည်ကြပါစေရှင်